တိုင်းမှုစစ်ဆေးခံရတာလို့နေပြည်တော်သတင်းရေးမြစ်ကပြောပါတယ်။နိုဝင်ဘာ15ရက်ကဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေနဲ့အဖွဲ့မှဗိုလ်ချုပ်ကျကျော်ဟန်နဲ့နေပြည်ဟာအဖွဲ့ကိုမြေမြွနယ်ရှိကာယခတိုင်းအောင်မှာစုံခုံစစ်ဆေးခဲ့တာလို့ဆိုပါတယ်။ စစ်ကောင်ဆောင်ကနိုဝင်ဘာလ16ရက်မှာကရင်ပြည်နယ်နဲ့မွန်ပြည်နယ်ကိုတွားရောက်ပြီးအရှိတောင်တိုင်းစစ်ထနာချုပ်ကစစ်ဦးစီးစစ်ရေးစစ်ထောက်နဲ့နေပြူဟာကစစ်ကောင်စီအရာရှိတွေနဲ့တွေ့ဆုံဆွေးနွေးခဲ့တယ်လို့လည်းသတင်းထုတ်ပြန်ထားပါတယ်ရှင်။မကွေးတိုင်းပေါ့မြို့နယ်မှာစစ်ကောင်စီစစ်ကြောင်းကြောင့်ပြည်သူ3000ခွဲနီးပါးစစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ပေါ့မြို့နယ်လူသားစာနာဖွဲ့စီကတီးရပါတယ်။ နိုဝင်ဘာလ15ရက်ထဲကပေါင်းမြုံနယ်မြောက်ပိုင်းကိုမြန်မြုံနယ်စက်မှုနှစ်ပတ်ကဝင်လာတဲ့စစ်ကြောင်းနဲ့ကပ္ပစ24ကနေထွက်လာတဲ့စစ်ကြောင်း2ကြောင်းစစ်စုပေါင်းစစ်ကြောင်း3ကြောင်းကစစ်ကောင်စီတပ်သားအင်အား900လောက်ဟာကျေးပါရီဘက်ကိုစစ်ကြောင်းထိုးနေတာလို့ဆိုပါတယ်စစ်ကြောင်း3ကြောင်းတပြိုင်တည်းထိုးလာတဲ့အတွက်ဘဲကိုဥတည်မလဲဆိုတာမသိရပဲရုတ်တရက်တိတ်ရှောင်ရတဲ့အတွက်စာနာရိတ်ခါတွေလည်းအခက်အခဲရှိနေတယ်လို့ပ้าမြို့နယ်လူသားစာနာအဖွဲ့တာဝန်ရှိသူကပြောပါရတယ်။ စစ်ကြောင်ကြောက်ပေါမျိုးနယ်မြောက်ပိုင်းနဲ့အနောက်မြောက်ပိုင်းကကျေးရွာ၄၀နီးပါးမှာရှိတဲ့လူဦးရေ၃000ကျော်နေပါဟာမိဆက်ရတောတောင်တွေထဲကိုတိမ်းရှောင်နေကြရပြီးဆောင်းရသည်ဖြစ်တဲ့အတွက်အဝတ်အထည်ဆောင်ချင်းအောင်နဲ့စာနယ်ရိက္ခာတွေလိုအပ်နေတယ်လို့သိရပါတယ်။နိုဝင်ဘာလ16ရက်ကနေ18ရက်မနေ့ပိုင်းအထိစစ်ကြောင်နဲ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြားထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပြီးကျေးရွာတွေဘက်ကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်လို့ဒေသခံတွေကပြောပါတယ်ရှင်။ စစ်တပ်ကရွေးကောက်ပွဲကျင်းပနိုင်မယ့်မြို့နယ်တွေကိုကြီးညာပြီးနောက်ပိုင်းရခိုင်ကအေအေထိန်းချုပ်ဒေသတွေမှာစစ်တပ်ရဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေပိုတိုးမြင့်လုဆောင်လာပြီးဒေသခံပြည်သူသေဆုံးသူ80ကျော်နဲ့ထိခိုက်ဒဏ်ရာရရှိသူရာနဲ့ချီရှိလာနေပါပြီ။ကေခိုင်သတင်းပေးပို့ထားပါရရှင်။ စစ်တပ်ထိန်းချုပ်ထားတဲ့ရခိုင်ကမြို့နယ်တွေမှာအတူရောင်ရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်နေပြီးနောက်ပိုင်းအေအေထိန်းချုပ်ထားတဲ့မြို့နယ်တွေကိုလေကြောင်းရေကြောင်းတိုက်ခိုက်မှုတွေလက်နေကြီးပစ်ခတ်တာတွေပိုတွုံးမြင့်လှုပ်ဆောင်လာနေတယ်လို့နိုင်ငံရေးလေးလာသုံးသက်သူတွေနဲ့ဒေသခံတွေကပြောပါတယ် ရခိုင်ကစစ်တွေကြောက်ပြူနဲ့မန်အောင်မြို့တွေမှာရွေးကောက်ပွဲလုပ်မယ်ဆိုပြီးပြီးခဲ့တဲ့ဩဂတ်လ20ရက်နေ့ကစစ်တပ်လက်အောက်ခံသတင်းစာတွေမှာထုတ်ပြန်ထားပါတယ်။ရွေးကောက်ပွဲကျင်းပမယ်လို့ကြေညာပြီးနောက်ပိုင်းကစပြီးလက်ရှိအချိန်ထိစစ်တပ်ရဲ့အကြမ်းဖက်ပစ်ခတ်မှုတွေကြောင့်တေဆုံးသူ83ယောက်နဲ့ထိခိုက်ဒဏ်ရာရရှိသူ121ယောက်အထိရှိလာနေပြီးအဲ့ဒီထဲမှာအသက်မပြည့်သေးတဲ့ကလေးငယ်တွေလည်းအများကြီးပါဝင်နေတယ်လို့ဒီဘူဘီရဲ့ကောက်ယူရရှိထားတဲ့စီးရင်တွေအရာသိရပါတယ်။ ဒါအပြင်လေချောင်းတိုက်ခိုက်မှုအကျဉ်းရေပါ၃၂ကြိမ်ထက်မနေနဲ့လက်နက်ကြီးပစ်ခတ်မှုအကျဉ်းရေပါ၂၅ကြိမ်ထက်မနေရှိခဲ့တယ်လို့သိရပါတယ်ဒါဟာဒီပူပီကလည်းလဲမိတဲ့လောက်ကောက်ယူရရှိထားတဲ့စီးရင်တွေသားဖြစ်ပြီးမြေပြင်အခြေအနေမှာတော့တိထက်ပိုများနိုင်ပါတယ်။စစ်တွေမျိုးရဲ့တစ်ဖက်ကမ်းမှာတည်ရှိတဲ့ပေါက်တောမျိုးနေမှာလည်းလက်နေကြီးပြစ်ခတ်မှုတွေကနေတိုင်းလူလိုရှိနေတော့စိုးရင်ကြောင်းလက်စိတ်တွေနဲ့ပဲဖြတ်တန်းနေကြရတယ်လို့ပေါက်တောဒေသခံတယောက်ကပြောပါတယ်။ အဲကျွန်တော်တို့ဒီပေါတော်နေဖတ်ဆိုလို့ရှိရင်လည်းအဲစစ်တွေသူတို့လက်နက်ကြီးထိုင်ထားတဲ့ဒီစခန်းတွေကနေပြီးတော့ကျွန်တော်တို့ပေါတော်ဖတ်ကိုတော့ကျွန်တော်တို့ဒီလမ်းပြစ်တာတော့ကျွန်တော်တို့ကြားရပါတယ်။နေနေတိုင်းလူလူတော့ပြစ်တာပါပဲသူတို့ကပြီးခဲ့တဲ့ပတ်ကဆိုလို့ရှိရင်လည်းဒီပေါတော်အာဖတ်ချံပေါ်တော့လက်နက်ကြီးကြားရောက်ပေါက်ကွဲပြီးတော့လူတရေရှုတ်တရားရတာတွေတော့ရှိပါတယ်။ အဲဒါကြောင့်မလို့ဒီတစ်တွေနဲ့တစ်ဖက်ချမ်းဟောကောဖက်မှနေတိုင်းတဲ့ဒေသခံတွေဆိုလို့ရှိရင်တော့ရန်ကိုတတိထားပြီးတော့နေနေရပါတယ်အဲ NGO ကလည်းရန်ကိုများပါတယ်ဒေသခံတချို့ကအခုဒီတပတ်နှစ်ပတ်အတွင်းမှာဒီစစ်တွေဘက်ကလည်းပြစ်တာတွေရှိနေတော့သူတို့မနေရကြတော့ဘူးလေတချို့ဆိုလို့ရှိရင်နောက်ထပ်အဲတချင်ဒီစပေးချောင်းသားတွေတော့ရှိနေပါပြီ လက်နေကြီးကလည်းမထင်းမထင်းသလိုပြည့်တဲ့အတွက်အဲတချို့ဆိုလို့ရှိရင်ကြောက်လို့ပေးလွက်ရအောင်နည်းနည်းခြောက်ကြတဲ့သဘောလေးရှိပါတယ်အလားတူပဲပြီးခဲ့တဲ့နှမွေမာလာ15ရက်နေ့ကလည်းရတိတော်မြို့နယ်ဘတ်တလီနဲ့နော်တင်ဂုတ်ကျော်တွေကိုလေချောင်းတိုက်ခိုက်ခဲ့တာကြောင့်ဒေသခံ9ယောက်တေဆုံပြီး6ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်ရခိုင်ပြည်နယ်မြောက်ပိုင်းကစစ်တွေပုံနှုံကြောပောက်တော်ရတိတော်မြို့နယ်တွေကို စစ်တပ်ကသူထိန်းချုပ်ထားတဲ့နေရာကနေလက်နက်ကြီးနဲ့ပစ်ခတ်တာလင်းရင်ဒရုန်းတွေသုံးပြီးဘုံကျေးတာတွေကိုအခုရက်ပိုင်းအတွင်းမှာပဲနေတိုင်းလိုလိုတုံ့ပြန်လှုပ်ဆောင်လာနေတယ်လို့ဒေတာခန်တွေကပြောပါတယ်အလားတူပဲရခိုင်ပြည်တောင်ပိုင်းမြို့နယ်တွေကိုလည်းစစ်တပ်ကရေပြင်ကနေစစ်သည်မော်တွေနဲ့အစစ်အင်အားဖြစ်တင်းနေသလိုလက်နက်ကြီးပစ်ခတ်တာတွေလေကြောင်းပစ်ခတ်တာတွေဆက်တိုက်ရှိလာနေရလို့ဒေသခံတွေကပြောဆိုကြပါတယ်။ ဒါဟာစစ်တကသူအာနာဆက်လက်တည်မြဲဖို့အတွက်ပြည်သူတွေကိုချင်းချောက်ပြီးရာဇဝတ်မှုတွေကိုကျူးလွန်နေတာပါလို့နိုင်ငံရေးလှလာတုံ့တက်သူလေးဖြစ်ပြီးရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီရဲ့အထွေထွေအတွင်းရင်းမှုဖြစ်တဲ့ဦးမျိုးကျော်ကတုံ့တက်ပြောဆိုပါတယ်သူတို့ဒီနေနဲ့ဒီအခုတုံးမဲ့ဒီအတူရောင်ရေကောက်ပွဲကိုတော့သူတို့တိုက်ခါမဲ့ဆိုတာနဲ့ဆက်ပြီးတော့အကောင့်ထဲပေါ်သွားမှာပါ။ စေအာနာရှင်တွေရဲ့ဒီအာနာဆဲလက်တီမြေဖို့အတွက်ပြည်သူတွေကိုချင်းချောက်တာလို့ကျွန်တော်ကတော့အဲ့လိုပုံနာလဲပါတယ်ဒီကောက်ဘွဲကအတိမတ်ပြုတ်တီဖြစ်စေမပြုတ်တီဖြစ်စေသူတို့ကတော့ဆက်ပြီးအုပ်ချုပ်မှာပဲတင်းတင်းကြောက်ရင်ဒီရေကောက်ပွဲဆိုရဲဟာကတော့နိုင်ငံတကာကိုပြမဲ့အတွက်ထွက်ပေါက်လေးတစ်ခုသာသူတို့ဖြစ်တယ်ပေါ့ဆိုတော့တနည်းအားဖြင့်ပြောရင်အခုပြည်သူတွေကိုဖိနှိပ်တယ်နှိပ်စက်တယ်ဒီလက်နက်ကြီးတွေနဲ့ပြစ်တယ်စုစုနေရ သူစုစုမြင်တာနဲ့အဲ့ဒီလိုပြစ်ခတ်ဖြိုခွင်းနေဆိုတာအဓိကတော့သူတို့ဒီအာနာရှင်တွေရဲ့ဆက်လက်အာနာတည်မြဲဖို့အတွက်သူတို့ဒီပြုမှုတွေပြုမှုနေတာလို့ပဲကျွန်တော်ကတော့ဒီရာဇဝမှုတွေပြုလွန်နေတယ်လို့ပဲကျွန်တော်ကတော့ပြောရှင်းပါတယ်ရခိုင်မှာတကြောပြန်တိုက်ပွဲစဖြစ်တဲ့2023ခုနှစ်နိုဝင်ဘာလ13ရက်နေ့ကနေ2025ခုနှစ်စတင်ဘာလ30ရက်နေ့အထိစစ်တပ်ရဲ့တပ်ဖြတ်မှုတွေကြောင့် တည်ဆုံးသူ980ယောက်ထိခိုက်ဒဏ်ရာရရှိသူ2054ယောက်နဲ့ဖန်စီခံထားရသူ1000ယောက်ရှိတယ်လို့အေအေရဲ့လူသားချင်းစာနာထောက်ထားရင်းနဲ့ဖွံ့ဖြိုးရေးဆိုင်ရာပူပေါင်းဆောင်ရွက်ရေးယုံ HTCO ကအောက်တိုဘာလ25ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။ကျမကိခိုင်ပါ။ ရန်ကုန်တိုင်းမော်ဘီမြို့နယ်ကြံ့ခိုင်ရုံးကိုနိုဝင်ဘာလ16ရက်ည10:00နာရီဝန်းကျင်မှာမိုင်းခွဲတက်ခိုက်ခဲ့တဲ့အတွက်ဂိတ်တွင်ကစစ်ကောင်စီတပ်ဖွဲ့ဝင်2ယောက်နဲ့ပြည်သူစစ်2ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့တက်ခိုက်မှုကိုပြုလုပ်ခဲ့တဲ့မြို့ပြကျွတ်အဖွဲ့စီကသိရပါတယ်မျိုးပြကျအဖွဲကလက်လုံမိုင်းအပြင်တခြားမိုင်းအမျိုးအစားမိုင်း၅လုံးလောက်ကိုအသုံးပြုတက်ခိုက်ခဲ့တာဖြစ်ပြီးကြက်ခိုင်ရုံဂိတ်အနီးကြားရောက်ပောက်ွယ်ခဲ့တယ်လို့ဆိုပါတယ် ကဲထဲမှာထိုင်နေကြတဲ့စစ်ကောင်စီတပ်သားနဲ့ပြည်သူစစ်စုစုပေါင်း600လောက်ရှိပြီးတိုက်ခိုက်တဲ့အချိန်မှာ၄ရောက်ထိခိုက်ခဲ့တာလို့မျိုးပြကျွက်အဖွဲ့တာဝန်ရှိသူကပြောပါတယ်ဖောက်ခွဲမှုအပြီးမှာမော်ဘီကြန့်ခိုင်ရုပ်တွင်ကနေရန်တပ်ပစ်ခတ်တာတွေပြုလုပ်ခဲ့ပြီးလျှက်စစ်မီတွေပါဖြတ်တောက်ကစစ်ကားတစ်စီးနဲ့လမ်းပိတ်စစ်ဆေးတာတွေပြုလုပ်ခဲ့တယ်လို့သိရပါဗျ။ ယောပြချက်အဖွဲ့အနေနဲ့မော်ဘီမြို့နယ်ကြက်ခိုင်ရုံကိုမိုက်ခွဲတက်ခိုက်ခဲ့တာပထမဆုံးအကြိမ်ဖြစ်ပြီးစစ်ကောင်စီရဲ့တရားမဝင်ရွေးကောက်ပွဲကိုတရားဝင်ဖြစ်ရေးအတွက်ကြိုးပမ်းနေတာတွေကိုတားဆီးဖို့နဲ့စစ်ကောင်စီရဲ့ပြည်သူလူထုအပေါ်မတရားဖန်ဆီးစစ်မှုထမ်းခိုင်းစေတာတွေကိုလက်တော့ပြန်တက်ခိုက်သွားမယ်လို့ပြောဆိုထားပါတယ်ရှင်။ မကွေးတိုင်းရစ်တိုမြို့မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တရားကိုလက်နက်ခဲယမ်းတွေနဲ့အတူနိုဝင်ဘာလ15ရက်မှအလင်းဝင်ရောက်လာတယ်လို့ရစ်တိုမြို့နယ်ဘက်ကဘစီကသိရပါတယ်။ရစ်တိုအခြေစိုက်ခလာယ256တပ်ရင်းထဲကတပ်သားဟင်ထက်လင်းဟာညပိုင်းကင်းတာဝန်ကျနေတဲ့အချိန်မှာ MA1 တနက်တလက်အပြင်တက်ကြကြီးတယောက်ရဲ့ MA3 တနက်တလက်ကိုပါယူဆောင်လာခဲ့တယ်လို့ဆိုပါတယ်။တပ်ထဲမှာကြီးနိုင်ငံညှဉ်းလောက်တာတွေကို မခံနိုင်တော့တဲ့အတွက် တက်ကနေထွက်ချင်တဲ့အတွက်ဆက်သွယ်လာတာဖြစ်ပြီးလက်နက်တွေပါတဲ့အတွက်စုချင်းငွေ350ချိမြင့်ပြီးလုံခြုံတဲ့နေရာမှာစောက်ရှောက်ထားတယ်လို့ရေစချိုမြို့နယ်ပကဖတာဝန်ခံကိုဝေကြီးက DPP ကိုပြောပါတယ်တတဟိတ်ထက်လင်ဟာသူ့ရဲ့ဆန္ဒအတိုင်းပကဖနဲ့ပူပေါင်းပြီးစစ်တပ်ကိုပြန်တိုက်သွားမှဖြစ်ပြီးပြည်သူနဲ့အတူရက်တီလိုကြတဲ့စစ်ကောင်စီလက်အောက်ခံတွေကိုလည်းအချိန်မရွေးဖိတ်ခေါ်တယ်လို့ဆိုပါတယ်။ ရေစကြိုမြို့နယ်အတွင်းကိုမြေပြင်စစ်ကြောင်းထိုးတာတွေအပြင်လေကြောင်းတက်ခိုက်တာတွေနဲ့လက်နက်ကြီးနဲ့ပစ်ခတ်တာတွေမကြာခဏပြုလုပ်နေတဲ့အတွက်ဒေသခံတွေအနေနဲ့သတိနဲ့သွာလာနေထိုင်ကြဖို့တော်လှန်ရေးတပ်ဖွဲ့တွေကတိုက်တွန်းထားပါတယ်ရှင်။ထိုင်းနိုင်ငံရဲ့အခမဲ့ဗီဇာဗီဇာ free နဲ့နှစ်ကြိမ်ထပ်ပို့ပြီးဝင်ရောက်ခွင့်မပြုတဲ့ထုတ်ပြန်ချက်ဟာ ထိုင်းတနိုင်ငံလုံးအပေါ်တရားမှုမရှိသလိုမြန်မာနိုင်ငံသားတွေအတွက်လည်းကြီးမားတဲ့တရားမှုရှိမှာမဟုတ်ကြောင်းခီးသွွားလုပ်ငန်းလုပ်ကိုင်သူတွေစီကတီးရပါတယ်။ဝေဝေသတင်းပေးပို့ထားပါတယ်ရှင်။ထိုင်းနိုင်ငံဖူခက်လာဝကဌာနကနေထိုင်းနိုင်ငံကို အခမဲ့ဗီဇာဗီဇာ free နဲ့လာရောက်မယ်။နိုင်ငံသားတွေကိုနှစ်ကြိမ်ထပ်ပို့ပြီးအခမဲ့ဝင်ရောက်သွားလာခွင့်မပေးတော့ဘူးလို့နိုဝင်ဘာလ23ရက်ကထုတ်ပြန်တဲ့ ထိုင်းဒေသတွင်သတင်းတွေရသိရပါတယ်။တရားဝင်အကြောင်းပြချက်တိတိကျကျမရှိပဲနှစ်ကြိမ်ထပ်ပို့ပြီးအခမဲ့ဗီဇာနဲ့ဝင်ထွက်သွားလာနိုင်မယ်ဆိုဝင်ခွင့်နေပယ်ချခံရနိုင်ပြီးတရားမဝင်လုပ်ငန်းလုပ်ကိုင်နေမှုနဲ့စိုက်ပါမှုကင်းတွေအတွက်တင်းတင်းကျပ်ကျပ်စစ်ဆေးသွားမယ်အကြောင်းလည်းပါရှိပါတယ်။ဒီထုတ်ပြန်ချက်ဟာထိုင်းတနိုင်ငံလုံးအပေါ်တက်ရောက်မှာမဟုတ်တလို့မြန်မာနိုင်ငံသားတွေအတွက်လည်းရည်ရွယ်တာမဟုတ်ကြောင်းထိုင်းနိုင်ငံဘန်ကောက်မြို့မှာခီးသွွားလုပ်ငန်းလုပ်ကိုင်နေသူတယောက်ကပြောပါတယ်။ အာကျွန်တော်တို့မြန်မာပြည်သားတွေဆက်လျက်ပဲရတယ်အာဆက်လျက်ရတဲ့လူကတော့ကြားနာမရှိဘူးခုကနိုင်ငံခြားကတော်တော်များများရ60ပြီးတော့ပြီးဟာစီနှစ်ခါတည်းပို့ပြီးတော့ပေးရင်သူကအာဆက်စင်မယ်ပေါ့မပေးဘူးလို့သူဆိုလို့တော့မဟုတ်ဘူးဆက်စင်မယ်ဆိုတော့ HR စစ်စစ်မယ်ပေါ့ဟုတ်ပြန်ထားတာကတန်းနဲ့ဘန်ကောက်တော့မပါဘူးသူကဟိုပါပေါ့ခဲရချင်းမရနှစ်နေရမှာပဲသူကထုတ်ပြန်လာတာအဲ့ဒါဆန်းနိုင်ငံသားတွေရဲ့အလုပ်တွေကိုနိုင်ငံသားတွေကလာလူနေရဆိုတော့အားလေးနဲ့သူအတွင်းနေရတယ်အဲ့လိုမျိုးထွက်လာတာ နောက်ပြီးတော့အဲ့ဒါတွေကချဖြန်နေရလဲအဲ့ဒီနေလာရတယ်သူလည်းဟိုမှာသိရမလားအမေရိကန်ကနေအေးအေးငယ်ငယ်ပါညာသူလည်းဘာလို့ရှာပြောင်းရမလဲဒီမှာမရှိနိုင်ဘူးလို့ကျွန်တော်ကတော့ထင်တယ်ဗျာဘာသမီးမတွေကကိုရဲကအစ်ခန့်နေရတဲ့လူတွေပဲလေအနည်းဆုံး6လောက်လောက်သူဒီမှာနေတယ်ဗျာပြီးရင်ဟိုဟာ EDB ဇာတွေဘာတွေပြောင်းနေမျိုးလုံးနေကြတာပဲဒီကောင်ဟိုက်ဆီဂျင်မှသူကမလာနဲ့ဟေးလို့ပြောလိုက်သူလောက်တုံးလာသူရှိမလားထိုင်းရအောင်ဘယ်တော့မှအဲ့ဒီခီးကလုံးငယ်အဓိကမခံဘူးသူကအခုလို့ထုတ်ပြန်တာဟာနိုင်ငံသားတွေရဲ့တရားမဝင်လုပ်ငန်းတွေအထူးသဖြင့်စိုက်ဘာမှုခင်တွေနဲ့ ငွေကြေးခဝါချတာလူကုန်ကူပြီးညှဉ်းပန်းနှိပ်စက်တာတို့လှုပ်ဆောင်နေကခီးသွောဖြစ်ဟန်ဆောင်နေခြင်းကနေကြိုတင်တာရှိနိုင်မှုအတွက်အမျိုးသားလူဝင်မှုကြီးကြပ်ရေးဌာနကိုအထူးတာဝန်ပေးထားတာဖြစ်ကြောင်းဖူခလာဝါကကသတင်းထုတ်ပြန်ပါတယ်မြန်မာနိုင်ငံသားတွေအနေနဲ့ပြပထွက်ခွာရမှာတော့အစစ်အစစ်တင်းကျပ်နေတာဖြစ်လို့ထိုင်းနိုင်ငံဘက်ကပါအခုလိုကြေညာချက်ထွက်လာတဲ့အပေါ်မှာတော့အနေငယ်စိုးရိမ်မိကြောင်းကိုထိုင်းနိုင်ငံကို14ရက်ဗီဇာနဲ့လာရောက်ခဲ့သူလူငယ်မျိုးသမီးတယောက်ကလည်းပြောပါဗျာ ဘာလို့မို့တော့မှလဲမိသားစုရှိတာပေါ့ဟိုမှာအမျိုးရှိလားမရှိဘူးလို့ဒါဆိုဘာလို့တော့မှလဲ shopping ထွက်မှာဒီတိုင်းပဲဒါမှမဟုတ်ဘူးပေါ့နော်ခဏပဲတောင်းပြီးပြန်လာမှာအဲ့လိုပြောတော့ဒါဆိုရင်ညီမလေးနေတောင်းလို့မရဘူးတဲ့ TV တမားခါ14ရက်နဲ့တွားပြီးတော့ပြန်မလာဘဲနဲ့ဟိုမှာအလုံးလုံးပြီးနေခဲ့မဲ့ပုံစံမျိုးပေါ့တယ်ပြီးတော့အဖွဲအစည်းနဲ့လည်းမဟုတ်ဘူးဒါညီမကတော့ဒါကန်ကောင်းထောက်မှပြီးတော့အရစ်ခံရတဲ့ဂျာကနေပြီးတော့ကန်ကောင်းထောက်မှဆိုရတယ်ဒီအခက်ခဲကြတယ်လွတ်လွတ်လာတယ်လို့ပဲပြောရမှာပေါ့နော်ဒီလိုနောက်ပိုင်းညီတချို့ လူတွေကြတော့အဲ့လိုမျိုးမဟုတ်ဘူးညီမလာတော့ကအဲ့လိုမျိုးအရစ်ခံကြရဆိုတော့လေဒီဘက်ကိုရောက်ပြန်တော့လေဒီဘက်ကပါထပ်ပြီးတော့တင်းကျက်တာတွေဟိုတော့နော်တင်းကျက်မှုတွေထပ်ပြီးတော့ရှိလာခဲ့တော့ညီမနိုင်ငံသားတယောက်အနေနဲ့ဒီလိုမျိုး free နဲ့ထပ်လာဖို့စဉ်းစားစရာတော့ဖြစ်သွားပြီပေါ့နော်အအဆင်ပြေပါမလားဒါမှမဟုတ်ရင်လေတကယ်လို့နောက်နှစ်ချိန်သာထပ်ပြီးတော့လာပြစ်ခဲ့တယ်ဆိုရင် tourist visa လေးရှောက်ပြီးတော့လာခဲ့ရင်တော့ပို့ပြီးတော့ညီမတို့အတွက်စိတ်ဖြစ်မလားအဆင်ပြေမလားပေါ့နော်အဲ့လိုမျိုးလေးတော့တွေးမိတယ်ရှင်ဟုတ် ထုတ်ပြန်ချက်မှာတော့မဲဆောက်မြောက်ရီလန်ကြောင်းကနေပြန်ပို့ခံရတဲ့ဘသူမဆိုကြားဖြတ်ကွန်ရက်တွေနဲ့တက်ဆိုင်နေတဲ့အတွက်ထိုင်းနိုင်ငံအတွင်းလုံးဝပြန်ဝင်လို့ရမှာမဟုတ်ကြောင်းနဲ့တရားမဝင်နေထိုင်သူတွေနဲ့ဗီဇာတက်တန်းကြော်နေသူတွေကိုပါနိုင်ငံအနှံ့မှာပုံမတင်ချက်စစ်ဆေးသွားမှာဖြစ်ကြောင်းဖော်ပြပါရှိပါတယ်။ကျွန်တော်ဝေပါ ဆောင်းရသည့်မိုးရွာသွန်းမှုကြောင့်ဂါဇာကမ်းမြောင်ကရွှေ့ပြောင်းနေထိုင်သူတွေနေထိုင်ရာယာယီစခန်းတွေမှာရေလွှမ်းခဲ့ပါတယ်။ရက်ဆက်ကြံကြုတ်တဲ့ပြိပခအပြီးအလွန်ဆိုးရတဲ့အခြေအနေတွေမှာနေရတဲ့မိသားစုထောင်မများစွာရဲ့ဒုက္ခတွေပုံမှုဆိုးရစေခဲ့ပါတယ်။တောက်ကြနေကဂါဇာမှာမိုးတက်ထန့်ခဲ့ပြီးရေကြီးလို့ရွှေ့ပြောင်းနေထိုင်သူတွေနေတဲ့ယာယီတဲတွေထဲကိုရေတွေစိတ်ဝင်ခဲ့တာပါ။ ဒါကြောင့်အေးရခင်းတွေနဲ့ပိုက်ဆိုင်မှုတွေဆူဆဲလာပြီးစကန်ချရနေရာတွေတဝိုက်မှာညစ်ပတ်တဲ့ရေကန်တွေကျန်ရစ်ခဲ့ပါတယ်မိုတဲလို့သူတို့ရဲ့တဲတွေပြိုကျပြီးတဲ့နောက်မိသားစုများစွာဟာဟင်းလင်းပြေမှာအချိန်ကြာကြီးနေဖို့အတင်းအကျပ်ခိုင်းစေခံခဲ့ရပါတယ်။နှစ်နှစ်ကြာစစ်ပွဲအတွင်းအ धिक အခြေခံအဆောင်တွေနဲ့လမ်းပန်းဆက်သွယ်ရေးတွေပြက်စီးယိုယွင်းလာလို့အရေးပေါ်အဖွဲ့တွေအနေနဲ့လိုအပ်နေသူတွေစီရောက်ဖို့ပိုခက်လာလို့အခြေအနေကပိုရှုပ်ထွေလာပါတယ်။ နေရစွန့်ခွာရသူမိသားစုတွေက ခုဒုက္ခဟာလာမဲ့ဆောင်ရသည်ရဲ့ပိုပြင်းထန်တဲ့ဒုက္ခရဲ့အစသာဖြစ်လိမ့်မယ်လို့တွေးတောဆိုရနေကြတာပါ။လောင်စာစီနဲ့စားစရာချက်ပြုတ်ဖို့ဓာငွေတွေအပြင်းထန်ပြက်လက်နေပြီးတင်းလျော်တဲ့အပူပိစနစ်မရှိလို့ယာယီတဲတွေမှာနေထိုင်သူတွေဟာလေပြင်းနဲ့မိုးတဲတဲ့ဒဏ်ကိုခရရနိုင်ခြင်းရှိနေပါတယ်ရှင်။ လူစားလဲမှုအပေါ်လက်မခံခြင်းနဲ့အပြုမှုလှုပ်ဆောင်ခဲ့တဲ့ဘယ်လင်ဂန်အပေါ်ပြန်လည်သုံးသပ်သွားမယ်လို့အင်္ဂလန်နီးပြကျူဟဲကပြောပါတယ်။ဘယ်လင်ဂန်ဟာဆာဗီးယားနဲ့ပွဲမှာလူစားဝင်ကစားခဲ့ပြီးအာမေးနီးယားနဲ့ပွဲစဉ်မှာပွဲထွက်ခွင့်ရခဲ့သူပါ။ပွဲချိန်84မိနစ်မှာမော်ဂန်ရော်ဂျာနဲ့လူစားလဲခဲ့တဲ့အပေါ်ဘယ်လင်ဂန်ကမကြင်မနက်ဖြစ်တဲ့အပြုမှုလှုပ်ဆောင်ခဲ့တာပါ။အဲ့ဒီအချိန်လေးပေါ်ပြန်မပြောချင်တော့ပေမဲ့အပြုမှုကအဓိကအချက်ဖြစ်ပြီးလူစားဝင်တဲ့အသင်းပေါ်တွေအပေါ်လေးစားမှုရှိတဲ့အကြောင်းနဲ့ နိပြအဖွဲ့ကဆုံးဖြတ်ပြီးသားကိစ္စပေါ်ကစားသမားတယောက်အနေနဲ့လက်ခံဖို့လိုအပ်ကြောင်းနိပြတူဟဲကပြောပါတယ်လူစားလက်ခံရတဲ့အပေါ်ဘယ်လင်ကံမပြောမရှင်းဖြစ်ခဲ့တာကိုမြင်ရပြီးသူ့ရဲ့အပြုအမူပေါ်ပြည်လဲသုံးသက်ဆွေးနွေးသွားမှာဖြစ်ကြောင်းနိပြတူဟဲကပြောသွားပါတယ်ရှင်ဒီပီပီယုံမြင့်တန်ကြားရဲ့မနက်ရှင်နိုင်တဲ့တွင်ကိုရှုစားခဲ့ရတာပါမနက်စင်နိုင်မှာလည်းထပ်ပြရှိတဲ့တွင်ကို ဖြစ်ဆက်တင်ဆက်ပေးဦးမှာပါကျွန်မကတော့ချီချိုဆက်မှာကျေးဇူးတင်ပါတယ်ရှင် Thank oh. you. များအစီအစဉ်ကိုစောင့်မျှော်ကြည့်ရှုအားပေးနေကြတဲ့ပရိသတ်များမင်္ဂလာပါခင်ဗျာအပတ်စဉ်ပုံမှန်ထုတ်လွှင့်တင်ဆက်ပေးနေကြဖြစ်တဲ့ပြည်သူအစားပစက်အငှားဒေသများဖတ်ကြားခြင်းတော်တူ DVB အစီအစဉ်ပြန်လည်ထုတ်လွှင့်ဖို့အချိန်ကြောက်လာပါပြီခင်ဗျာဒီတစ်ပတ်မှာလည်းကျွန်တော်နဲ့တူတူပေးစာတွေကိုဖတ်ကြားပေးမယ့်သူကတော့မတိဒီပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့မင်္ဂလာပါမတိဒီဟုတ်ကဲ့မင်္ဂလာပါကောင်ကျော်ကြီးအပတ်စဉ်တင်ဆက်ပေးနေတဲ့ကျမတို့ရဲ့တော်တူ DVB အစီအစဉ်ဒီတစ်ပတ်အတွက်ထုတ်လွှင့်မယ့်ခြင်းပြန်ရောက်လာပါပြီရှင် ဟုတ်ကဲ့ပါမသိဒီဒီတစ်ပတ်မှာပေးစာတွေထဲကမှာပရမဦးဆုံးဖတ်ကြားပေးခြင်းနဲ့ပေးစာကတော့ဒီစကိုင်းတိုင်းမော်လိုက်ခရိုင်တွေကပြပူလာတဲ့ပေးစာနဲ့အရင်ဆုံးဖတ်ပြပေးခြင်းပါလေခင်ဗျာဈေးသားထားတဲ့အကြောင်းအရာကိုဖတ်ပြရမယ်ဆိုရင်မင်္ဂလာပါတော်တူ TVB ပြည်သူအစားပါစပ်အကားမှာအကုန်နဲ့အမကျေးဇူးပြုပြီးတော့အန်ယူဂျီအစိုးရသက်ဆိုင်ရာဝန်ကြီးတွေသိရှိစေရန်ဖတ်ကြားပေးပါ စကိုင်းတိုင်းမော်လိုက်ခရိုင်ပေါင်းပြင်းမြို့နယ်ကမြို့နယ်တရားရေးအဖွဲ့ရဲ့ ဘိန်းကျူဆက်ပြာခွက်တစ်ခွက်ရဲ့အလေးချိန်ပမာဏကို100ဂရမ်ဆိုပြီးတော့လွဲမားစွာမှတ်ယူပြောဆိုတာတွေကြောင့်တရားဥပဒေနဲ့မညီဘဲအမိန့်ချအပြစ်ပေးမှုတွေရှိနေပါတယ်။မြို့နယ်ပါလာဖာရဲ့တရားစွဲတင်ထားတဲ့ပုံမှန်အတိုင်းတရားလိုတရားခံမိသားစုဝင်တွေအပါအဝင်ဂျာနာစစ်ဆေးမှုမရှိဘဲတစ်ဖက်သက်ခုခံခြေပပြောဆိုခွင့်မပေးဘဲဂျာကာလာမှုဆိုပြီးတော့မတရားပြစ်ဒဏ်စီရင်မှုတွေကိုတင်ပြလိုပါတယ်။မွေးရေးစေဝါဘိန်းဖြူကို 1 gram မပြည့်သလိုဘိမ့်မဲ3ချက်သားမပြည့်တဲ့အမှုကိုမူးယစ်စေးဝါးရောင်းချတဲ့ပုံမှန်16ကာကြီးနဲ့ပြစ်ဒဏ်အများဆုံးချမှတ်ထားပြီးတော့မူးယစ်စေးဝါး3ဆွဲလက်ဝဲတွေးရှိသူတွေမှာတရားရေးအဖွဲ့ရဲ့မှားယွင်းမှုပြစ်မှုပြစ်ဒဏ်မများတာပဲထောင်ဒဏ်များစွာအကျဉ်းချခံ အချုံနှောင်ခံနေရပါတယ်။လက်ရှိချိန်မှာဒေါ်လန်ရေးကာလာနဲ့ဂျာကာလာအနေထားများရဒေါ်လန်ရေးအင်အားစုသူမျိုးနယ်မြေအတွင်းမှာဒေါ်လန်ရေးမိသားစု ညနာသူအကျဉ်းသားများကိုသက်ဆိုင်ရာဝန်ကြီးဌာနမှကိုင်းကြီးသိမ်းလျော်တဲ့ဥပဒေပုံမှန်များနဲ့မှန်ကန်တဲ့တရားစီရင်ရေးစနစ်ပေါ်ပေါက်ရေးစီစစ်ဆောင်ရွက်ပေးနိုင်ရဲ့အားကိုးစွာဖြင့်တင်ပြလိုက်ရပါတယ်ဆိုပြီးတော့ဒီစကိုင်းတိုင်းမော်လက်ခိုင်ဖောင်းပင်မြို့နယ်ထဲမှာဒီတရားစီရင်နဲ့ပတ်သက်ပြီးတော့ဒါရေးသားပြပို့လာတဲ့ပေးစာကိုဖတ်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကိုအောင်ကျော်ရေကျွန်မဖတ်ပြပေးခြင်းနဲ့ပေးစာကလည်းစကိုင်းတိုင်းကတာမြို့နယ်ရာပြပို့လာတဲ့ပေးစာပါရှင် မင်္ဂလာပါ DPP အဖွဲ့သားအားလုံးနဲ့စကိုင်းတိုင်းကတာမြို့နယ်အင်းရွာကပါ Energy အစိုးရလူကြီးမင်းများကိုကျမရဲ့စာလီဖတ်ကြားပေးပါကျမတို့ကတာနယ်ကျေးလက်ဒေသတွေမှာပါသုံးလုံးအုပ်ချုပ်ရေးမှုဟာတရားရေးတွေပေါ်ဆောင်ခဲ့တာကြာပါပြီအင်အားကောင်းခဲ့ပါတယ်ပြည်သူတွေအမားခုခုလုံးမိရင်ဖမ်းဆီးမဲ့သူတွေဝိုင်းနေရပဲသူတို့အမားလုံးရင်ဘသူတွေကဖမ်းဆီးမှာလဲသိချင်ပါတယ်ကတာမြို့နယ်တရားရုံးကိုရောက်ရင်ငွေပေးနိုင်သူကအနိုင်ရပါတယ်ငွေမပေးနိုင်လို့ထောင်ချနေသူတွေရှိပါတယ် လောင်ကစားမှုတိုင်ရင်တိုင်ကိုမဖမ်းပါဘူးထိုးသားတွေကိုဖမ်းပါတယ်အခုဖမ်းသားသူတွေလည်းရှိပါတယ်ဒီစာလေးကိုဖတ်ကြားပေးပါ DBB ဆိုပြီးတော့ရေးသားပေးပို့လာပါရှင်ဟုတ်ကဲ့ပါမတီဘီကျွန်တော်ဆက်ပြီးတော့ဖတ်ပြပေးမယ်နောက်ထပ်ပေးစာတစ်စောင်ကတော့ဒီမကွေးတိုင်းပွင့်ဖြူမြို့နယ်တွေကရေးသားပေးပို့လာတဲ့စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးတော့ဒီတော့ကရောက်နေရတဲ့ပြည်သူတွေရဲ့ပေးစာပဲဖြစ်ပါတယ်ခင်ဗျာရေးသားထားတဲ့အကြောင်းအရာကိုဖတ်ပြရမယ်ဆိုရင်မကွေးတိုင်းပွင့်ဖြူမြို့နယ် ွားခိုင်ကျွာမှာစစ်မှုထမ်းကြီးလဲရစင်ပေးနေရပါတယ်။ဆိုင်ကယ်တွေကိုလည်းဖမ်းနေပါတယ်။ပြူစောထီးတွေတောင်းကျမ်းနေလို့ညဘဲဆိုရင်10နာရီနောက်ပိုင်းအပြင်မထွက်ရဲကြပါဘူးဗျာ။ကျမ်းမာရေးကိစ္စရေးပေါ်ကျုံလာရင်တော့ညဘဲအချိန်လေးဆိုရင် အပြင်မထွက်ရဲကြပါဘူး။တကယ်သေးရေးရှင်ရေးဖြစ်လာရင်ပြည်သူတွေထိုင်ပြီးသေဖို့အောက်နေရတဲ့အခြေတွေပါ။ကျွန်တော်ညီအရင်ည7:00ကျော်အချိန်မှာအသာအိမ်သွေးကြောပေါက်ပြီးတော့စေးုံသွားဖို့လုပ်ခဲ့ပါတယ် ကျမ်းမာရေးကကိုခေါ်တော့ကမောင်းတဲ့သူကမမောင်းရဲဘူးတယ်ဗျာမင်းနဲ့ဆော့ဆော့ကျမ်းမာရေးကရောက်လာတော့ကျွန်တော်ညီလေးကအသက်မရှိတော့ဗျာကံတရားကိုပဲအပြစ်ဖွဲ့ရမလားမသိဘူးတီဗီဘီအဲ့လိုဖြစ်နေတဲ့ဒုက္ခတွေကိုအများသိအောင်ပြောပြပါအောင်ဆိုပြီးတော့ကျွန်တော်တို့ဒီပွင့်ဖြူမျိုးနယ်ရွာခိုင်ကျွေးရမှာစစ်မှုထမ်းကြီးလဲပေးနေရတယ်ပြီးပြီဆိုရင်ဒီပြူစောထီးတွေကဒါအတင်းအနမတောင်းညံ့နေတယ်ဗောနော်ပြီးပြီဆိုရင်ညဘက်လဲကျမ်းမာရေးကိစ္စဆိုလဲရွာပြင်ကိုပြီးမထွက်တဲ့ကိစ္စတွေကြောင့် အခုလိုအသက်တည်ဆုံးရတဲ့ဖြစ်ပေါ်လာရတဲ့အခြေအနေကိုရေးသားပြပလာတဲ့ပေးစာကိုတော့တူ DPP ကဖကြားပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ကိုအောင်ကျော်ရေးအခုတစ်ခါဖတ်ပြပေးစင်တဲ့ပေးစာကတော့ကျမတို့စီစဉ်မှာအမြဲတမ်းလက်ခံရရှိနေတဲ့စစ်မှုတွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုရင်ဖွင့်လာတဲ့ ARB တိုင်းကပြည်သူတယောက်ပြပလာတဲ့စာပါရှင်တော်တူဒီပီပီအဖွဲ့ကတဲ့ကိုအောင်ကျော်နဲ့မတ်တီတီကျမ်းပါပါစေလို့ဆုတောင်းမြတ်တာပို့ပါရစေ။စာရေးသားပေးဖို့လာသူလည်းကျမ်းပါပါစေရှင်။အကောက်ကူတော့မဖော်ပြပါနဲ့ အေရရီတိုင်းမြန်အောင်မြို့နယ်စမ်းရွာကြီးအုပ်စုရောကွင်းကျေးရွာအတွက်စစ်မှုရအလှည့်ကျလူပေးရမှာကိုရောင်ချတော့အုပ်စုကျေးရွာကအမျိုးသားတရက်ကိုအော်တိုဘာလ9ရက်နေ့ကဖမ်းဆီးပြီးတညာလုံးထိတ်တုံးနေထည့်ထားပါဗျ။နောက်တနေ့အော်တိုဘာလ10ရက်နေ့မနက်မှာအလှည့်ကျစစ်မှုထံလူပေးရမယ့်ရောကွင်းကျေးရွာအတွက်ရောင်ချတော့အုပ်စုကျေးရွာယာအိမ်မှုနဲ့အုပ်ချုပ်ရေးမှုကတင်းတရာတောင်းပြီးမြန်အောင်မြို့ကိုပို့ခဲ့ပါဗျ။လူစားထိုးပေးလို့ရတဲ့တင်းတရာတွေက စစ်မှုထမ်းဖို့ထဲခံလိုက်ရတဲ့သူကိုနှစ်သိန်းသုံးသိန်းတန်ဖုံးတလုံးဝယ်ပေးပြီးကျန်တဲ့ငွေတွေကိုအုပ်ချုပ်ရေးမှုနဲ့ညောင်ချတော့အုပ်စုကြီးရွာရအိမ်မှုတို့ကခွဲယူထားပါတယ်။ဒါကိုအထက်လူကြီးတွေသိအောင်ဖတ်ကြားပေးပါဆိုပြီးရင်ဖွင့်ပေးပို့လာပါရှင်။အဲပါမတီးကြီးကျွန်တော်ဆက်ပြီးတော့ဖတ်ကြားပေးမယ်နောက်ထပ်ပေးစာတစ်စောင်းကလည်းဒီ ARD တိုင်းဒနုပြူမြို့နယ်ကပြပို့လာတဲ့ပေးစာပဲဖြစ်ပါတယ်ခင်ဗျာ။ရေးသားထားတဲ့အကြောင်းအရာကိုဖတ်ပြရမယ်ဆိုရင်မင်္ဂလာပါ TVP ကျွန်တော်ကတော့ ARD တိုင်းဒနုပြူမြို့နယ်ကပါ ကျွန်တော်တို့စီမှာအသက်18နှစ်ကနေ35နှစ်အတွင်းစစ်မှုထမ်းအကျုံးဝင်နေသူတွေကကြီးရွာအုပ်ချုပ်ရေးမှုတွေကို လာထင်လာတိုင်းပတ်စံပေးနေရပါတယ်။အရင်ကတလားကို2000ခွဲ3000ပေးရပါတယ်။အခုတော့တလားကို4000ကောက်ခံနေပါတယ်။ဒေသခံတွေကတစ်နေ့လုံးမှတစ်နေ့စားရတာဖြစ်လို့ငွေကြီးလည်းမတက်နိုင်ပါဘူး။အထက်အမိတ်ဆိုတော့ရွာလူကြီးတွေလည်းမကောက်ချင်လဲကောက်ပေးနေရပါတယ်။နောက်ပြီးတော့ဒေသခံတွေကတော့စစ်တပ်ဦးဆောင်ကျင်းပပြုလုပ်မယ်ရွေးကောက်ပွဲကို မဲသွားမထည့်ဘူးလို့စဉ်းစားထားပါတယ်။လက်ရှိဖန်စီထိမ့်သိမ်းခံထားရတဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်အောင်ဆန်းစုကြည်ရဲ့ကျမ်းမာရေးအခြေအနေနဲ့ပြန်လှုပ်ဖို့ရှိမရှိကိုလည်းသိချင်ပြီးတော့ပြည်သူတွေကတော့